မရလီစကိုင်းဘီလာကွန်တိုပြူကြမှုတဲ့အဆိုတော်ရဲနော်၏ရောက်မှဖြစ်သူဒုက္ခတိုင်ဝင်စိန်တိုင်းပဲချင်းဒွန်မိုးတီရာရွှင်နဲ့မိသားစုဝင်များတည်ဆုံမရလီစကိုင်းဘီလာကွန်တိုပြူကြမှုတဲ့ဒုက္ခတိုင်ဝင်စိန်တိုင်းပဲချင်းဒွန်မိုးတီရာရွှင်နဲ့မိသားစုများတည်ဆုံကြောင်းဒုက္ခတိုင်ဝင်စိန်တိုင်းကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ဒုက္ခတိုင်ဝင်စိန်တိုင်းပဲချင်းတီရီတူရမတင်ကီဒွန်မိုးတီရာရွှင်နဲ့သားသမီးနဲ့မြီးလေးတို့မှာ 28ရက်3လ2025တွင်တဘာဝဘေးအန္တရာယ်ကြောင့်ကွယ်လွန်အိမ်စရောက်သွားပါပြီဟုအဆိုပါစိန်တိုက်ကသတင်းထုတ်ပြန်ထားပါသည်။မန္တလေးမြို့အောင်မြေသာသံမြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားရှိ17ထက်အမြင့်ရှိသည့် Sky Villa ကွန်ဒိုမှာမနေ့ကငလင်တန်းကြောင့်ပြိုကျကမြေကြီးထဲကျွံဝင်သွားကြောင်းမြေပေါ်တွင်9ထက်သာကျန်ရစ်တော့ကကွန်ဒို17ထက်တွင်၄ထက်မှာမြေထဲသို့ကျွံဝင်သွားသည့်အတွက်လူအများပြားပိတ်မိတည်ဆုံးခဲ့ကြောင်းရင်းသူပိတ်မိတည်ဆုံးသူများတွင် ုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်မိသားစုပါဝင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သူတို့ကစကိုင်းပီလာအောက်ထပ်မြင်းကြီးတက်မှာစိန်ဆိုင်ဖွင့်လာတာမြင်းကြီးတက်ကမြင်းကြီးတဲကိုကျုံဝင်သွားပြီးတော့မိသားစုလိုက်ပါသွားတာဟုဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်ရဲ့ရင်းနှီးသူမိတ်ဆွေတူကပြောဆိုထားတာတွေ့ရပါတယ်။အခုလိုပြောကြားသွားတဲ့အထက်မှာဒုက္ခဒိုင်မွန်ပိုင်ရှင်အန်တီရဲ့သူတမီအကြီးလင်မယားရဲ့ညီမလေးရဲ့ကွန်ဒိုပြိုတဲ့အထက်ကိုပါသွားတာဖြစ်ပါတယ်။အဆိုတော့ရဲနော်ရဲ့ဇနီးဖြစ်သူတီထောင်တဲ့ဤစိမ်မွေးတဘာဝနိုကဲ page မှာလည်း ဤစိတ်မွေးဖောင်တာရဲ့မိသားစုတချို့မန္တလေးငလင်မှာပါသွားလို့နာယီကိစ္စလေးတွေစီစဉ်မှုရှိတာမို့ page မှာ စာပြန်နောက်ကြတာ post မတင်ပြတာလေးတွေရှိရင်နားလည်ပေးကြဖို့တောင်းဆိုပါတယ်ရှင်းဆိုပြီးဝန်ထမ်းကြောင်းတင်ထားတာလည်းတွေ့ရပါတယ်အဆိုတော်ရဲနောင်ကလည်းငါသားငယ်လေးကငါအရန်ကြိုက်တာအရင်ဟင်းနဲ့ဆိုထမင်းပူစားတာဆိုပြီးမန္တလေးလာရင်အမြဲချက်ထားတဲ့အမေသူ့မောင်ကြိုက်တဲ့မုံနေကော်ဖီတွေဆိုအပြင်ပြန်လာတိုင်းဝယ်လာတတ်တဲ့အမသားကြီးရေ ငါးကားတစ်ခုခုဖြစ်လို့လိုက်ခဲ့กว่าဆိုရင်လေမိမအစုခံပြီးလိုက်တဲ့ငါးကောင်နေပြန်ကန်ဤတိုင်းဖေဖေဘယ်နေ့ပြန်လာမလဲမေးတဲ့တမီးကြီးတို့တို့ဒီလိုကြီးတော့မခွဲချင်ဘူးကွာရှာမတွေ့သေးသေး၍အမေတို့အားလုံးဘေးမသိရမခါရှိအောင်ပါပါတားစိတ်ထင်တဲ့အတိုင်းဖြစ်ပါသေးအမေဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါသေးတယ်မနေ့ကမတ်လ28ရက်နေ့စကိုင်းမြို့ကိုဗဟုပြုပြီးအင်အားခွန်တသမခွန်အစင်ရှိတဲ့အင်အားပြင်းငလင်ရဲ့တံကိုမန္တလေးမြို့နယ်စကိုင်းမြို့ကအများဆုံးခံခဲ့ရပြီး အထင်ကြီးရဖျားစီဒီပထိုးတွေလည်းပျက်စီးခဲ့ရကလူတိဆုံးမှုတွေလည်းမြင့်တက်နေပြီးပိတ်မိနေသူတွေလည်းအများပြားရှိနေပါတယ်။